ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ဒီဗီကတော့လက်ထပ်ထားတာခုမှတက်လာပေးရှိပါသေးတယ်ဒါပေမဲ့သူနဲ့သူ့မက်ဖြစ်သူရဲ့ဆက်ဆံရေးကတော့အမီးနဲ့တားလူမျိုးပဲဖြစ်နေပါတယ်ဒီနေ့ကတော့မောင်ဖြူရဲ့စာမေးပွဲဖြေမဲ့နေ့ဖြစ်တာမို့ ကြည်ပြူလိန်သူ့မှတ်ကိုအိမ်ကမထွက်ခင်ကန်ကောင်းအောင်လို့မုံချိုရီကိုကျင်းနေခဲ့ပါတယ်။မမကြီးစုမုံကောင်တောင်းပေးပါဦး။ဒီနေ့အမကြီးစုမုံကောင်တွေကကျွန်တော်အတွက်အရန်ကိုအရေးကြီးပါတယ်။တာပေါ။နင်ကအရန်တော်တဲ့သူမလို့စာမေးပွဲကိုလည်းအကောင်းဆုံးဖြေနိုင်မှသိကြတယ်။ကဲသွားပြီးတော့တေချာဖြေလာခဲ့နော်။ဒါနဲ့မောင်ဖြူလိန်အိမ်ကနေထွက်သွားပါတော့တယ်။ဒီခါမှပဲသူတို့အိမ်ဘေးကချမ်းသာတဲ့အိမ်ရဲ့ချွေးမဖြစ်သူခင်းနှင်းကကားနဲ့ရောက်လာပြီးကားပေါ်ကနေဆင်းလာခဲ့ပါတယ်။ ီခါမှာအိနေကသူ့မက်ကထွက်လာပြီးတော့မှပြောလိုက်ပါတော့တယ်။အမကြီးကျွန်တော်အမကိုအိနေအထိပြေးပြီးခေါ်သွားပေးမယ်။ဒီလိုပြောပြီးသူ့လိန်သူ့မကြီးဖြစ်သူကိုအိနေကိုပြေးခေါ်သွားပေးလိုက်ပါတယ်။တောင်းကုန်မြင်ပြီးတော့ဒေါ်ချစ်လိန်ကြည်ပြုတ်ကိုပြောလိုက်ပါတော့တယ်။အိမ်ကြီးအိမ်ကောင်းကလူတွေကဘလို့များနေထိုင်ကြတာလဲနော်။ငါအိမ်မှာလည်းချွေးမှရှိပါတယ်။ဒါပေမဲ့ငါချွေးမလေးကတော့နေတာထိုင်တာတိမ်မွေးလို့ငါသားလေးကလည်းအမေတယောက်လိုအားကိုးနေတာ။ ဒါပေမဲ့ငါချွေးမလေးကတော့နေတာထိုင်တာတိမ်မွေးလို့လေငါသားလေးကလည်းအမေတယောက်လိုကိုအားကိုးနေတာ။အော်အခုကခစ်တွေလည်းမတူကြတော့လေအမေရဲ့။သူမြောက်အဲ့လိုတော့မပြောပါနဲ့။ဒီဗျူလေးသူ့ရောက်ခမကိုရှင်းပြပြီးတော့အိမ်လေးကိုပြန်ဝင်သွားလိုက်ပါတော့တယ်။နှစ်ရက်လောက်နေတဲ့အခါမှာတော့ဒီဗျူအမေဒေါ်ကြီးကသူ့သမီးအိမ်ကိုအလေလာခဲ့ပြီးဒီဗျူအတွက်တနတ်တွေနဲ့ထောပတ်တွေကိုယူလာခဲ့ပါတယ်။ဒီချိန်မှာပဲခင်နှင်းအမေဒေါ်ခင်ဟာလေသူ့သမီးကိုတွေ့ဖို့အတွက်သူခမီးခမတ်ဒေါ်မြတ်တို့အိမ်ကိုရောက်လာခဲ့ပါတယ်။ ဟဲ့မြင့်မြတ်ရေနင်တို့ကချမ်းသာတလောက်နင်တို့အိနီချင်းတွေကဘာလို့တလောက်တောင်မှဆင်းရဲနေရလဲပြီးတော့သူ့ခမီးခမတ်တွေကလာလဲတာ哦တီခစ်ကြီးမှာဘသူကတက်နဲ့တွေပါတယ်ယူလာသေးလို့လဲအမရေဘာလို့အဲ့လိုပြောရတာလဲသူတို့လည်းသူတို့တက်နိုင်တလောက်လှုပ်ပေးတာပဲကိုမပြောသင့်ပါဘူးအော်အမရေတာရီယူလာစရာမလိုပါဘူးအော်ပထမဆုံးကျင်ဖြစ်တမီးဖြစ်သူရဲ့အိမ်ကိုလာလဲတာ哦လက်ပလာနဲ့တော့လာလို့မဖြစ်ဘူးလေအမေအမေလာတာကောင်းတယ်အမေကိုတမီးလည်းအရန်တတိယနေတာအမေအထင်းဝင်ထိုင်လေ အမေတို့အသမီလက်ဖက်ရည်ဖြော်လာခဲ့မယ်ဒီလိုပြောပြီးကြည်ပြူလေးသူ့အမေကိုအခန်းထဲခေါ်သွားလိုက်ပါတော့တယ်ခဏကြာမှတော့လက်ဖက်ရည်တွေယူလာခဲ့ပါတယ်အော်သမီးရယ်လက်ဖက်ရည်တွေဘာလုံးမနေပါနဲ့ဒါနဲ့ဒီမှာနေရတာအဆင်ပြေရဲ့လားသမီးအမေတို့အသမီတို့လက်ဖွဲ့တွေဘာတွေမပေးနိုင်လို့လေအရာသမီးကိုသူတို့မကြည်မနဲ့ဆက်ဆန့်ကြတာမျိုးတွေပါရင်မရှိဘူးမလားအဲ့လိုမျိုးတွေလုံးဝမရှိပါဘူးအမေရဲ့တီးရလူတွေကအားလုံးကောင်းတယ်ပြီးတော့သမီးမက်လျာဆို သမီးရောအမေတယောက်ထက်တောင်ပိုလေးစားပြီးတော့ချစ်ခင်သေးတယ်။ဒါဆိုရင်တော့အမရေနေရာကန်ကောင်းတဲ့သူပဲ။ကြည်ပြူပြောနေတာကိုမြင်ပြီးသူ့အမေဒေါ်ကြီးလည်းရမ်းကိုပြောနေပါသေး။ဒီလိုနဲ့တစ်ဖက်ကခင်းနှင်းကတော့ခင်းနှင်းမှာထိုင်ပြီးသူ့အမေနဲ့စကားပြောနေတော့မှပဲ။အလုသမားဖြစ်သူကမုံနေလက်ဖက်ရည်တွေကိုယူလာပေးလိုက်ပါတော့တယ်။တော်သေးတာပေါ့။သူတို့တွေအိမ်မှာအလုသမားငှားထားပေးတော့အိမ်မှာအလုံးအဆင်ပြေတယ်မလား။နေရဲ့ဆိုးသွမ်းတဲ့မှတ်ကောနေ့ကိုစိတ်အနှောက်အယှက်ဖြစ်အောင်မလုပ်ဘူးမလား။ ငါတော့အဲ့ဒီလမ်းသေးရဲလေးကိုနည်းနည်းမှကြည့်မရဘူး။အမေကလည်းဘာလို့အဲ့လိုပြောရတာလဲ။သမီးအမတ်လေးကအရန်ကားမာတယ်။ပြီးတော့သူကသမီးကိုမြေကြီးပေါ်တော့လမ်းလျှောက်ခွင့်မပေးဘူး။အိမ်ထဲဝင်ခါနင်းပွေ့ချီပြီးပါပို့ပေးတာ။ဟဲ့အဲ့တော့ရိုင်းဆိုင်နဲ့လှုပ်ရက်ပဲလေ။နင်းသူ့အဲ့လိုမလှုပ်ရဘူးလို့မပြောဘူးလား။နင်းကသူ့မကြီးလေ။သူ့ချစ်သူမှမဟုတ်တာ။မကြီးနဲ့မတ်ဆိုတာတာမိလို့ဆက်ဆံရင်းမျိုးပဲ။ဒါတော့သူကလူရန်ကားလို့လှုပ်နေပါလား။အဲ့တော့နင်းကသဘောကျနေသေးရလား။ အမေရဲ့သူများအကြောင်းကိုတိကျမသိဘဲနဲ့အဲ့လိုတော့မပြောလိုက်ပါနဲ့ပြီးတော့တားတို့ကညီမလေးကိုခေါ်ဖို့လာတာလေသူ့မိသားစုကိုရန်တိုက်ပေးဖို့လာတာမှမဟုတ်တာခဏအကြောင်းမှာတော့ခင်းနေလေသူ့အမေရဲ့အကူရင်နဲ့အတူတူသူ့ရင်ကိုလိုက်သွားပါတော့တယ်တစ်ဖက်ကဒေါ်ရီကလည်းသူ့သမီးနဲ့တွေ့ပြီးတဲ့အခါမှာအင်ကိုပြန်လာခဲ့ပါတယ်ဒီလိုနဲ့ပဲတရပီတရကြာသွားခဲ့ကတရမှာတော့ဒေါခင်းကသူ့သမီးကိုဖုန်းဆက်လိုက်ပါတယ်သမီးရဲ့နှစ်မှတ်ကိုလူကောင်းဖြစ်လောင်တိမ်သွင်းကြည့်စမ်းပါ နင်တို့ဒီတိုင်းလွတ်မထားနဲ့နင်နင်တို့အိမ်ဘေးကမိသားစုတွေ့လားငါလာတော့ဆိုလေသူမကြီးကိုဘလောက်တောင်မှလေးစားလိုက်လဲဆိုတာနင်လည်းအဲ့လိုပဲနှစ်မက်ကိုသေးချာနှစ်စကားနားထောင်ပုံသွင်းထားကြလားဒါပေမဲ့အမေရဲ့သမီးမက်လေးကသမီးကိုသူ့တငယ်ချင်းလိုပဲသဘောထားတာပါနင်ကသူ့ဘာရီများသွားပြီးယုံစားနေရတော့နင့်ကိုတငယ်ချင်းလိုမယုံမသေးလို့ပဲတနေ့ကျသူမိမရရင်နင့်အိမ်ကိုအပိုင်သိမ်းလိုက်မှာပဲဒီတော့အခုတည်းကသူ့နင်းရှိမှယူကျအောင်လုပ်ထားကြလား ီလိုမျိုးဒေါခင်ကတော့ခဏခဏသူ့သမီးကို ဖုန်းဆက်ခါမိသားစုဝင်တွေသွေးကွဲအောင်လို့လုပ်နေပါတယ်။ဒါပေမဲ့ဒေါ်ယီကတော့သူ့သမီးကိုဖုန်းထဲကနေအမြဲတမ်းပြောဆိုဆုံးမလေးရှိပါတယ်။သမီးရဲ့နေရောက်ခမတို့ရာနှင်းပေါ်အရန်ကောင်းတယ်လို့နှင်းမက်လေးရာလည်းအမြဲနှင်းကိုအမကြီးအမိရာလိုမျိုးဆက်ဆန်နေတီတော့နေလဲသူတို့အပေါ်တေချာကိယူဆိုင်ပေးရမယ်နော်။ဟုတ်ကဲ့ပါမေသမီးနားလဲပါတယ်။အော်သမီးဖုန်းချလိုက်တော့မယ်နော်။မောင်လေးအိမ်ပြန်လာခါနေပြီဆိုတော့ပြန်လိုက်ပိုက်စာနေမှာစိုးလို့လေ။ချမင်းဟင်းမြန်မြန်ချက်လာအောင်မယ်။ ဒီလိုပြောပြီးကြည်ပြူလေးဖုန်းကိုချကမိဘကြောင့်နေတော့ပြီးထမင်းဟင်းတွေကိုအမြန်ချက်လိုက်ပါတော့တယ်။ပြီးတော့ထိုင်ပြီးသူ့မက်ဖြစ်သူကိုထမင်းခွန်ကျင်းနေပါတယ်။အမကြီးအမကျွန်တော်ကိုရန်ကယူးဆိုင်တာပဲ။ဒီလိုမျိုးအမေတော်မလုပ်ပေးဘူး။ဒီလိုပြောပြီးမောင်ဖြိုးလေးထမင်းဟင်းတွေကိုမြန်မြန်စားလိုက်ပြီးတော့အခန်းထဲဝင်သွားလိုက်ပါတော့တယ်။ပြီးတော့သူ့တငယ်ချင်းတွေကိုဖုန်းဆက်ကသူ့လိုနေတဲ့စာအုပ်တွေကိုနှားလိုက်ပါတော့တယ်။ဒါပေမဲ့တယောက်မှသူ့ကိုစာအုပ်မနှားချင်ကြပါဘူး။ ဒီလိုနဲ့မောင်ဖြိုးဆင်းရဲနေတာကိုမြင်တဲ့ကြည်ပြူလည်းစိတ်မကောင်းဖြစ်နေခဲ့ပါတယ်။မောင်လေးရဲ့နင်ပြောစမ်းမှာဘာစောက်လိုရလဲ။နင်ဒီမှာထိုင်ဆောင်နေ။နင့်အကိုနင်လိုတဲ့စောက်တွေအကုန်ဝယ်လာပေးဖို့မှားလိုက်မယ်နော်။ဒါမဲ့ဟိုအဲ့ဒီစောက်တွေဟာမြို့ပေါ်မှာပဲရတာမရဲ့။ကဲကြပါရဲစောက်နာမည်တွေပဲပြောပါ။ကြည်ပြူလည်းစောက်နာမည်တွေကိုမေးပြီးသူ့မိကိုဖုန်းဆက်လိုက်ပြီးတော့သူ့အကိုနဲ့မြို့ပေါ်ကစောက်တွေတောင်းပေးခံလိုက်ပါတယ်။ နောက်နေ့မနက်ပါပဲသူ့ကိုမောင်မြင့်ဟာဒေါ်ရင်နဲ့အတူတူရောက်လာပြီးစာအုပ်တွေကိုပေးလိုက်ပါတယ်။အမရေအမအကိုနဲ့အမေရောက်လာတယ်။ဟုတ်တယ်သားလေးငါတို့နင့်ကိုစာအုပ်လာပေးတာနင်အဆိုးရဝင်တဲ့အလွတ်လပ်ဖို့စာလေးလာနေမလား။ဒါကြောင့်နင့်အတွက်စာအုပ်တွေလိုနေတယ်ဆိုပြီးသမီးစီကကြားလို့စာအုပ်တွေယူလာပေးရလေ။ကျမတော့လေချွေးမကောင်းလေရတာတည်းမလုံလောက်သေးလို့တလောက်ကောင်းတဲ့ခမီးခမတ်တွေပါရထားတာပဲ။ကျမတို့မိသားစုကိုရှင်တို့မိသားစုဝင်တွေလိုပဲရှင်တို့ကတတ်မှတ်ပေးလို့ကျေးဇူးပါရှင်။ ီလိုမျိုးကြည်ပြူကတော့သူ့မက်လေးကိုလိုအပ်သမျှအကုန်လုံးဂယုတဆိုင်နဲ့ဖြည့်ဆည်းပေးခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်ကခင်းနှင်းကတော့သူ့မိစကားတွေကိုနားယောင်ကတဖြည်းဖြည်းနဲ့သူ့မက်ကိုကြည့်မရပဲဖြစ်လာခဲ့ပါတယ်။အမကြီးကျွန်တော်အရင်ပိုက်စာနေပြီကျွန်တော်ဒီနေ့ပါစတာလေးလုပ်ကြည့်ပါနော်။အိမ်မှာထမင်းတွေအကုန်ချက်ပြီးလို့အားလုံးကလည်းစားပြီးနေပြီ။နေရလမ်းပေါ်သွားပြီးလက်ရလက်ရလုံနေရဲ့အချိန်မှလာမစားဘဲနဲ့အခုမှဘာမှလာပြီးမလုပ်ခိုင်းနဲ့။ငါနဲ့မရှိတော့အလုပ်သမားမဟုတ်ဘူး။ ဒီတော့ကိုလက်နဲ့ကိုရှိတာခုခတ်ပြီးစားလိုက်တော့ဒီလိုပြောပြီးခင်းနေဟာနေရာကနေထွက်သွားပါတော့တယ်။ဒါကုံမြေမီမောင်းခန့်ကတော့တော်တော်လေးကိုစိတ်မကောင်းဖြစ်သွားပါတော့တယ်။ဒီလိုနဲ့ပဲတရပိတရကြာလာခဲ့ကတနေ့မှတော့သူတို့မိသားစုလည်းအပြင်ထွက်ပြီးထမင်းစားကြဖို့လှုံ့ထားတာမို့ခင်းနေလည်းလှလှပပလေးပြင်ဆင်ပြီးထွက်လာတဲ့အခါမှာမောင်းခန့်ကကြည့်ပြီးတော့မရေးဖြစ်သူကိုချီးကျူးလိုက်ပါတော့တယ်။အမကြီးအမတကယ်ကိုကြော်ရှင်းလှပနေတာပဲ။ အမနဲ့ရှင်ရတခြားကောင်မလေးတွေအကုန်လုံးနောက်ကျကြံခဲ့မှာပဲဟုတ်တယ်မလားကိုကျွန်တော်ပြောတာကျွန်တော်လည်းလက်ထပ်ရင်အမလိုကောင်မလေးနဲ့ပဲလက်ထပ်ချင်တယ်အမကြီးကဲနင်လည်းလက်ထပ်ရမယ့်အသက်အရွယ်ရောက်နေပြီ哦ကိုမင်းကလေးမှတီမင်းကလေးမှလှုပ်နေတာတော်လိုက်တော့အမေသူဒီလိုတွေပြောနေတာကိုအမေဒီတိုင်းပဲကြည်နေမှာလားအမေသာလန်တရေကဘလောက်တောင်စီးမဲ့ကမ်းမဲ့ပြောနေလဲမမြင်ဘူးလားအမေကဲနင်ကလည်းငါသားလေးကနင့်ကိုတငယ်ချင်းလိုခင်တွယ်နေလို့နောက်ပြီးပြောတာပါတောင်နေကငါတော့လန်တရေလို့တော့မပြောသင့်ပါဘူး ခင်နဲ့ရဲ့မင်းဘာလို့အเจ้าမေဒေါသထွက်နေရတာလဲညီလေးကငငယ်ကလေးကအဲ့လိုပဲလေအိမ်သူအိမ်သားတွေပြောကြအောင်ခင်နဲ့လည်းပါဇက်ပိတ်သွားပါတော့တယ်ဒီလိုနဲ့ပဲရဲနေငယ်လောက်ကြာသွားခေကခင်နဲ့အမေလေးသူနဲ့တွေ့ဖို့အတွက်သူတို့အိမ်ကိုရောက်လာခဲ့ပါတယ်ဒီခါမှာခင်နဲ့လည်းသူ့အမေကိုအเจ้าဆုံးပြောပြလိုက်ပါတော့တယ်ငါပြောတော်နဲ့ခုသဘောပေါက်ပြီမလားဒါပေမဲ့ခုထိနေ့မှခွင့်ရရှိသေးတယ်ဒီကောင်လေးကိုဒီအိမ်မှာနေရာမရအောင်လှောက်ထား သူ့မိစကားကြောင့်ခင်နှင်းဟာရင်ကထက်တောင်းမှပူပြီးသူ့မက်ဖြစ်သူကိုမုန်းကြည့်လာပါတော့တယ်။ဒီလိုနဲ့ပဲတရမတော့အမရေအခုရပိုင်းကျွန်တော်ကြည့်နေတာအမကျွန်တော်အပေါ်ကိုရန်စင်းကားနေတယ်လို့ပဲအမဘာဖြစ်လို့လဲဘာလို့ကျင်းတာလဲလူကျင်းတာရောရှင်ပြောပါကျွန်တော်အမကျင်းတာဘာမဆိုလုပ်ပေးပါမယ်နင်တကယ်ပဲငါ့ကိုပြောစေချင်တယ်ဆိုရင်ငါ့ကိုစိတ်အနှောက်ရှက်ဖြစ်အောင်လှောက်တောင်ရက်လိုက်တော့ငါဒီအိမ်မှာနှင်းမျက်နှာလုံးဝမမြင်ချင်ဘူးနော်သူ့မိကြီးဖြစ်သူစကားကြောင့်မောင်ခင်လေးမျက်ရည်တွေဝဲလာခဲ့ပါတယ် ပြီးတော့အဲ့ဒီစကားတွေကိုတော်မြက်ကလည်းကြားသွားပါတော့တယ်။ဒါကြောင့်သူ့သားကိုဝမ်းမနေဖို့ဖြောင်းပြလိုက်ပေမယ့်မောင်ခန့်ရှင်ထဲမှာတော့သူ့မကြီးဖြစ်သူရဲ့စကားတွေဟာစွေးကြံခဲ့ပါတော့တယ်။ဒါကြောင့်ညဘက်မှာတော့သူလည်းအိမ်ကနေထွက်သွားခဲ့ပါတယ်။ဒီလိုနဲ့ရဲတော်ကြာသွားခဲ့ပြီးတော့မောင်တန်လေးသူ့ညီကိုအိမ်မှာမတွေ့တာကြာပြီဖြစ်တာမို့ခင်နှင်းကိုမေးလိုက်ပါတယ်။ခင်နှင်းရေဒီအပိုင်းငါညီလေးကိုအိမ်မှာမတွေ့မိပါလား။အားလုံးအဆင်ပြေနေရဲ့လား။ရှင်ညီเจ้าကိုကျမဘယ်လိုလုပ်ပြီးသိမှာလဲ ပြီးတော့ကျမဘာလို့လာမင်းနေရလဲဒီလန်တရေလေးကသူ့တငယ်ချင်းတွေနဲ့တနေရာသွားပြီးတော့လက်ရလက်ရလုံနေမှာပေါ့ချွေးမလေးရဲ့နင်ကလည်းဒီလိုတော့မပြောလိုက်ပါနဲ့နင်မမှတ်မိဘူးလားနင်မဲ့ဟိုနေရာငါတောင်းဒီအိမ်မှာမမြင်ချင်ဘူးဆိုပြီးတော့ပြောလိုက်တာလေဒါကြောင့်တားငယ်ကဒီအိမ်ကနေထွက်သွားတာအเจ้าဆောင်ကိုတည်သွားနေတော့မှာတော့မောင်တန်လေးသူ့ညီမောင်ခန့်ကိုဖုန်းခေါ်နေပါတယ်ပြီးတော့သူ့ညီကိုမရမကမေးနေတော့မှမောင်ခန့်လေးငိုပြီးတော့ဖုန်းထဲကနေမောင်တန်ကိုပြောပြလိုက်ပါတော့တယ် အကိုကြီးကျွန်တော်ကတော့အမနဲ့တငယ်ချင်းတို့မျိုးရင်းရင်းနှီးနှီးနေဖို့တွေးထားခဲ့တာ우ဒါမှကျွန်တော်မကောင်းတဲ့ကျွန်တော်တငယ်ချင်းတွေကိုလည်းမေ့ပြီးနေနိုင်မယ်ဆိုပြီးတော့ပေါ့ပြီးတော့အမကြိုက်တယ်လို့လည်းအကုန်လိုက်လို့ပြီးပြီးတော့နေမယ်လို့တွေးထားခဲ့ပေမဲ့ကြည့်ရတာအမကကျွန်တော်ကိုသဘောမကျဘူးထင်ပါတယ်ကျွန်တော်ကသူ့မျက်လုံးထဲမှာစူးညောင်းခလုတ်တစ်ခုပါပဲဒါကြောင့်မေကျွန်တော်အိမ်ကနေထွက်လာခဲ့တာပါဒါမှအမရောကျွန်တော်ရောပြောမှမဟုတ်လို့လေမြင်ပြီလားမင်းမြင်ပြီလားငါညီလိုပေါ့ပြက်ပြက်နေတဲ့ကောင်လေးရမင်းဘလောက်လေးစားချစ်ခင်လဲဆိုတာအခုကငါညီကိုတောင်းခေါ်မေး အခုကစားပြီးမင်းငါညီကိုထပ်ပြီးမချင်းမငန်ဆက်ဆံလို့ရတော့ဒီအင်ကနေထွက်သွားရမယ့်သူဟာငါညီမဟုတ်ဘူးမဲမဲဆိုတာမှတ်ထားလိုက်ဒီလိုပြောပြီးတော့ဘောင်းတန်လေအင်ကနေထွက်လာခဲ့တဲ့အခါမှာခင်းနေလေနောက်ကနေလိုက်လာခဲ့ပါတယ်ပြီးတော့အင်ဘေးကကြည်ပြီးတော့မိသားစုကတော့အရင်ကပြုံနေကြတာကိုမြင်လိုက်ရပါတယ်ပြီးတော့မောင်ဖြူဟာသူ့မကြီးဖြစ်သူကိုရိုသေပေးလိုက်ပြီးသူ့လက်ထဲကိုစာမေးပွဲအောင်စင်းကိုလည်းထည့်ပေးလိုက်ပါတယ်အမကြီးဒါရီအောင်လုံးကအမကျေးဇူးကြောင့်ဖြစ်ရတာပါ အမကအမကိုယ်တိုင်မှာပတ်စံသိမရှိတာတောင်ကျွန်တော်အတွက်ကြိုးစားပြီးကြောင်းစာအုပ်တွေဝေပေးခဲ့တယ်။ကျွန်တော်ကိုထမင်းကိုယ်တိုင်ခွင့်ကြွေးပြီးဂရုစိုက်ခဲ့တယ်။ကြည့်ရတာအမကဒီလိုမျိုးကျွန်တော်ကိုဂရုစိုက်ပေးခဲ့လို့ဒီနေ့ဆာမေခွေးအောင်ပြီးကျွန်တော်အစိုးရဝန်ထမ်းလို့ရခဲ့တာဖြစ်မယ်။တကယ်လို့အမသာကျွန်တော်ကိုမကူညီခဲ့ရင်ကျွန်တော်အခုထိအလုပ်လက်မဲ့ဖြစ်နေမှာပါ။ကြည်ပြူးနဲ့မောင်ဖြိုးတို့ရဲ့ဆက်ဆံရေးလေးကိုကြည့်ပြီးတော့ခင်းနေလေသူ့မဖြစ်သူမောင်ခန့်ကိုတတိယလာခဲ့ပါတယ်။ပြီးတော့သူ့ယောက်ျားကိုပြောလိုက်ပါတယ်။ကျမအမေရဲ့စကားတွေကိုနားထောင်ပြီး ကျမကိုယ်တိုင်တီမီသားစုဖြက်စီးမိလိုက်တာပဲတရားရှိတော့ကျမလုံးဝအဲ့လိုမနေတော့ပါဘူးရှင်ကျမကြောင့်မောင်လေးအိမ်ကနေထွက်သွားခဲ့ရတာကျမကိုသူ့ရအောင်ပြန်ခေါ်ခဲ့မယ်ဒီလိုပြောပြီးခင်းနှင်းလေးမောင်ခန့်တငယ်ချင်းတွေစီကိုဖုန်းဆက်ပြီးမောင်ခန့်ရှိတဲ့နေရာကိုစုံစမ်းပြီးလိုက်လာခဲ့ပါတယ်နေကဘလို့တငယ်ချင်းဘလို့မှတ်မျိုးလဲငါတက်လောက်လေးပဲပြောလိုက်တာ哦နေအိမ်ကနေထွက်သွားเสียလားငါနဲ့ကိုအော်ခဲ့နေမှာငါ့ကိုနေလဲပြန်အော်ပြီးတော့ရှံပြစ်ရမှာမဟုတ်ဘူးလား။ကဲအခုလားငါနဲ့အိမ်ကိုပြန်လိုက်ခဲ့ တကယ်လို့မလိုက်ရင်ငါနှင်းတငယ်ချင်းနှင်းမကြီးဖြစ်နေလို့နှင်းကိုရိုက်နဲ့ဆုံးမရန်ဖြစ်ပြီးခေါ်တဲ့လဲခေါ်ရမှာပဲပထမဆုံးအချိန်အဖြစ်ဒီလိုမျိုးခင်နှင်းဟာသူ့ဘော်ကိုကျင်းကျင်းနာနာဆက်ဆံလာတာကိုမြင်ပြီးမောင်းခန့်လေးငိုပြီးတော့သူ့မကြီးဖြစ်သူကိုဖတ်ထားလိုက်ပါတော့တယ်ပြီးတော့နှစ်ယောက်အတူတူအိမ်ပြန်လာခဲ့ကြပါတယ်ဒီလိုနဲ့ပဲကြည်ဖြူရောခင်နှင်းရောကသူတို့ရဲ့ဆင်းရဲတဲ့မတ်ချမ်းသာတဲ့မတ်လေးတွေနဲ့ပျော်ရွှင်စွာနေထိုင်သွားကြပါတော့တယ်ပြီးတော့ခင်နှင်းဟာသူ့အမေကိုလည်းသူ့အိမ်မလာတော့ဘူးပြောလိုက်ပါတော့တယ် ဒါပေမဲ့ဒေါ်ကြီးကတော့အမြဲတမ်းလိုလိုသူ့သမီးအိမ်ကိုဝင်ထွက်သွားလာလေရှိပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။